တခါကတောတောင်ထူထက်တဲ့ဒေါ်ရင်းထဲမှာလူသူကင်းတဲ့ရွာလေးတရွာရှိခဲ့တယ်အဲ့ဒီရွာကိုတရေ6ရွာလို့လူတွေကခေါ်ကြတယ်ရွာထဲမှာလူနေအိမ်တွေရှိပေမဲ့ညဘက်ရောက်တာနဲ့ဘသူမှအိမ်ပြင်မထွက်ကြဘူးဘာကြောင့်လဲဆိုတော့ညဘက်မှာတရေတွေလဲ့လဲပြီးလူတွေကိုခြောက်တက်လို့ပဲဒီနေ့မှာရွာတစ်တယောက်ဖြစ်တဲ့နေလင်းနဲ့လူငယ်လေးတယောက်အဲ့ဒီရွာကိုရောက်လာတယ်သူကရွာထဲမှာတညအိတ်ဖို့နေရာရှာနေတဲ့ရွာသားတွေကသူ့ကိုတတိပေးကြတယ်ညဘက်မှာအိမ်ပြင်မထွက်တဲ့တရေတွေကခြောက်တက်တယ်လို့ပြောကြတယ်နေလင်းကတတိရှိပြီးစူးစမ်းလို့စိတ်ပြင်းထန်တဲ့သူဖြစ်တာကြောင့် သူကတရေတွေကိုတွားကြောက်ချင်တယ်ညဘက်ရောက်တော့သူကအိမ်ပြင်ထွက်ပြီးရွာထဲမှာလှည့်လည်ကြည့်တယ်ခါကြတော့သူ့ရှေ့မှာအဖြူရောင်ဝတ်စုပ်တွေဝတ်ထားတဲ့တရေတကောင်ပေါ်လာတယ်တရေကနေလင်းကိုကြောက်အောင်ခြောက်ဖို့ကြိုးစားတယ်ဒါပေမဲ့နေလင်းကမကြောက်ပဲတရေကိုမိကွန်းတွေမိတယ်မင်းပါကြောင့်ဒီမာလာချောင်းရရလဲမင်းဘသူလဲလို့နေလင်းကဒီလိုမိပါတယ်တရေကပြန်ဖြေတယ်ငါကဒီရွာမှာတည်ဆုံသွားတဲ့လူတယောက်ပါငါမှမပြီးဆုံးသေးတဲ့အလုပ်တွေရှိနေလို့ ီမှာလဲ့လည်နေရတာလူတွေကိုငါ့ကိုမြင်ရင်သူတို့ကိုခြောက်နေတယ်လို့ထင်နေတဲ့ငါလုပ်တွေကပြီးအောင်လုပ်နေတာနေလင်းကတရေကိုကူညီပေးဖို့ဆုံးဖြတ်လိုက်တယ်သူတို့အတူတူတရေရဲ့မပြီးဆုံးသေးတဲ့အလုပ်တွေကိုလုပ်ပေးကြတယ်အဲ့ဒီနောက်မှာတရေကအဲ့ဒီနေ့ကစားပြီးတရေတွေကိုတဖြည်းဖြည်းပြောက်ွယ်သွားပါတော့တယ်အဲ့ဒီညကစားပြီးရွာမှာတရေတွေမလာတော့ဘူးရွာသားတွေကနေလင်းကိုကျေးဇူးတင်ကြပြီးသူ့ကိုရွာရဲ့သူရဲကောင်းဖြစ်ချီးကျူးကြတယ်